မင်္ဂလာပါခင်ဗျာ2025ခုနှစ်အော်တိုဘာလ25ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးတစ်ပုဒ်အနေနဲ့ကေဂျီကောက်ဖို့လာတဲ့ရဲတပ်သား2ဦးကို ပြစ်တပ်ပြီးလက်နက်တွေသိမ်းဆီးခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်မကွေးတိုင်းမင်းတို့မြို့အဝယ်မှာကုန်ကားတွေကိုငွေကြေးကောက်ဖို့လာတဲ့ရဲတပ်သား2ဦးကိုပြစ်ခတ်ပြီးလက်နက်တွေလည်းသိမ်းဆီးခဲ့တယ်လို့တရက်ခရိုင်အမတ်လေးတရင်သတင်းနဲ့ပြန်ကြားရေးတောင်းဝယ်ခံကုမြတ်ကပြောပါတယ်မင်းတို့မြို့ဘက်ကလာတဲ့ရဲတပ်သားနေမင်းထက်နဲ့တန်းထိုက်ဆိုးတို့ကိုမင်းတို့မြို့အဝင်လမ်းပိုင်း အင်းလေကုန်းရွာနီးမှာအော်တိုဘာ26ရက်ဒီမနက်6နာရီမှာပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်အလောင်းကတော့စစ်ကောင်ပြင်တပ်ကနိုင်ရေးကူညီမှုကားနစီးနဲ့လာတဲ့သွားတယ်လို့ကိုမြက်ကပြောပါတယ်ပြစ်ခတ်ပြီးနောက် G3 နှစ်လက် G ပေါင်း2ခု G29 တော့လက်ပြုံတစ်လုံးလက်ထိပ်တစ်ခုဖုန်းတစ်လုံးနဲ့ငွေသား6000ကျပ်တို့ပို့သိမ်းဆီးခဲ့တယ်လို့လည်းဆိုပါတယ်မင်းတို့မျိုးကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာအဆိုပါလမ်းမိုက်မှာလာတဲ့ဂုံကားတွေစီကနေချင်းချောင်းဝေတောင်းနေရှိပြီးကားသမားတွေမှာလည်းကြက်သိန်း90ဝန်းကျင်လောက်အထိပေးရခါလမ်းမိုက်တစ်လျှောက် ပေါ်တာဆဲဖန်စီတာတွေလည်းလုပ်တယ်လို့သိရပါတယ်။ဒီပြက်ခတ်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရအမှတ်လေးတရင်တက်ခွဲနှင်းတက်စိန်ငါးကလုံဆောင်ခဲ့တာပါ။ဆလင်းမှာအထက်တန်းရောင်းသူကိုကြီးစားပြည်သူចောင်းသားနဲ့တငငချင်းတွေကအုပ်စုဖွဲ့အတမပြည်တင်ခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပါမယ်။မကွေးတိုင်းမင်းမှုခရိုင်ဆလင်းမြို့အမတ်တီအခြေခံပညာအထက်တန်းကျောင်းအထက်ကတင်မှတဲရောက်နေတဲ့အထက်တန်းကျောင်းသူကိုကြီးစားပြည်သူចောင်းသားနဲ့တငငချင်းတွေကအုပ်စုဖွဲ့အတမပြည်တင်ခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျ။ စလင်းမျိုးကဂရိတ်တန်းကျောင်းသူကိုတကြောင်နဲ့တက်ရောက်နေတဲ့ရီစာပြည်သူနဲ့တငယ်ချင်း၃ဦးကအော်တိုဘာ23ရက်နေ့လယ်၁၂နာရီကျော်မှာမြင်းတင်ရက်ပွက်ရှိ TG ဖျားအတွင်ခေါ်ဆောင်ပြီးအတမပြုခြင်းခဲ့တာလို့ဆိုပါတယ်ရီစာပြည်သူကျောင်းသားနဲ့တငယ်ချင်းတွေကအရက်ဒီစာတောက်စားကပါဇက်ဖို့ပိတ်ပြီးတလက်စီအတမပြုခြင်းတာရိုင်းနှက်ထာတွေလှုပ်စင်ကျောင်းသူမှာတတိလိမ့်မြေမျောသွားပြီးနောက် TG ဖျားထဲမှာထားခဲ့ခံရတာလို့သိရပါတယ်ဒီခြေနေတွေကို ပင်နာသူမိကလေးရဲ့ပြန်လည်ပြောပြကြအရာ၎င်းနဲ့နီးစပ်သူတွေစီကတစဉ်သိရှိခဲ့တာလို့အထပ်ပါမျိုးကံကပြောပါတယ်။အခင်းဖြစ်ပွားပြီးနောက်အတ္တမပြုကျင့်ခံရတဲ့အကြောင်းသူတတိပင်ရလာပြီးဖရာနီဝင်းရဲ့ရှိဒေတာခံတွေကို၎င်းအတ္တမပြုကျင့်ခံရကြောင်းပြောဆိုကူညီတောင်းခံတာကြောင့်ဒေတာခံတွေကစလင်းစေးရုံကိုပို့ဆောင်ခဲ့ရတာပါ။လက်ရှိမှာအတ္တမပြုကျင့်ခဲ့သူ Great Way ចောင်းသားနဲ့တငယ်ချင်းလေးဦးကိုစလင်းရဲစခန်းကဖမ်းဆီးထိန်းသိမ်းထားပြီးအတ္တမပြုကျင့်စဉ်ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကိုလည်းဂျဲဘက်ကသိမ်းယူထားတယ်လို့သိရပါဗျ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးအမှုကြီးရေးနိုင်ရရက်တက်ဖွဲ့စလင်းအထခတိကြောင်ကြီးကျောင်းစီအားဆီယာမတွေနဲ့ကျောင်းသားမိဘတွေကညနာသူကျောင်းသူမိဘတွေစီတက်သိန်း900နဲ့ညှိနှိုင်းဆောင်ရွက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ရွေးကောက်ပွဲမှာမဲထဲဖို့ပြောတဲ့အုပ်ချုပ်ရေးမှူးအသက်ခံခဲ့ရတဲ့တွင်မှာပဲခူးတိုင်းအုပ်ဖို့မျိုးနဲ့ဗလာကြီးရွာအုပ်စုငွေဖလားကြီးရွာမှာစစ်မှုထမ်းကြီးက စစ်မှုတွေဆူဆောင်းပေးနေတဲ့အုပ်ချုပ်ရေးမှူးတဦးနေအိမ်မှာပြစ်ဒဏ်ခံရပြီးတည်ဆုံးခဲ့တယ်လို့မြေရောက်ပြောကြားတပ်ဖွဲ့အုပ်ဖို့တာဝန်ရှိသူတွေစီကသိရပါတယ်ပြစ်ဒဏ်ခံရသူဟာငွေဖလားကြီးရွာနေဗလားကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်တဲ့အသက်54နှစ်အရွယ်ဦးဝေသောဆိုသူဖြစ်ပြီး အော်တိုဘန်25ရက်မနက်9နာရီခန့်မှာသူနေထိုင်ရာနေအိမ်မှာပြစ်ခတ်ခဲ့တာလို့မြေရောက်ပြောကြားတပ်ဖွဲ့အုပ်ဖို့ရဲ့တပ်ဖွဲ့မှူးဒေဝကပြောပါတယ်တနက်နေ့ပြစ်ခတ်ခံရတာကြောင့်အုပ်ချုပ်ရေးမှူးမှာရင်ဘက်ကြီးထိတန်ရာနှစ်ချက်နှာခေါင်းနဲ့ဝဲဘက်ပါ ကြည်ဖောင်းဝင်တရားနှစ်ချက်ရပြီးနေရာမှာတည်ဆုံးခဲ့တာပြစ်ခတ်မှုဖြစ်ပြီးနောက်စစ်ကောင်စီအဖွဲ့တွေလာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်တည်ဆုံးသူအိုချွေမှုဟာတနက်ကင်ဆောင်ထားတယ်လို့သတင်းရထားပေမဲ့အချိန်မရတာကြောင့်နေရအတွင်းမရှာဖွေခဲ့ရလို့တင်းစီရမိတာမရှိခဲ့ဘူးလို့တပ်ဖွဲ့မှုဒီဝါကပြောပါတယ်တည်ဆုံးသူအိုချွေမှုဟာစစ်ကောင်စီပြုလုပ်မဲ့ယူကပွဲကိုပြည်သူတွေမဲထည့်ဖို့ဖိအားပေးတာစစ်မှုထမ်းခြေဟုဆိုတာချင်းချောက်ပြီးငွေကောက်ခံတာ လူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းကျပ်စူးစောင်းတာတွေပြုလုပ်နေတာကြောင့်ပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။နောက်ဆုံးတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ကျောင်းဦးမှာစစ်ကောမရှင်တက်ကအမျိုးသမီးတအုပ်ကိုပြစ်တတ်ပြီးပြည်သူ၁၀ဦးကိုဖမ်းထားတဲ့တဲ့မှာစခိုင်းတိုင်းကျောင်းဦးမြို့နယ်ခင်မွန်ကျေးရွာကိုစစ်ကြောင်းဝင်နေတဲ့စစ်ကောမရှင်တက်ကအမျိုးသမီးတအုပ်ကိုပြစ်တတ်ပြီးပြည်သူ၁၀ဦးကိုဖမ်းဆီးသွားတယ်လို့ကျောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကတီးရပါတယ်။အော်တိုဘာ၂၅ရက်မနေ့9ရက်ခန့်မှာတောဘူး မုံရွေးတိုးကညပလဲချောင်းမျိုးတို့ကပြူစောတိနဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေပေါင်းထားတဲ့အင်အား40ခန်းဟာခင်မွန်ရွာရဲရှိရက်တာရက်ဝက်ထဲဝင်ပြီးဖမ်းဆီးချိန်ကြောက်လန့်ပြီးထွက်ပြေးတဲ့အသက်40အရွယ်အမျိုးသမီးတူကိုပြစ်ဒတ်ခဲ့တာလို့ချောင်းမျိုးနယ်ဘက်ကဖာတာဝန်ရှိသူကပြောပါတယ်စစ်ကောင်ရှင်ပူပေါင်းအဖွဲ့ဟာရက်တာရက်ဝက်ကိုဝင်ချိန်ပြည်သူ90ထဲမှနေကိုဖမ်းဆီးပြီးကျေးရဘောလုံးဝင်ထဲမှာစုခိုင်းတာမိနောက်အင်တော်စုစီရင်တွေယူခိုင်းပြီးစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်စစ်ကြောင်းဟာည9နာရီခန့်မှာကျေးရကနေပြန်ထွက်ချိန် အမျိုးသားအမျိုးသမီး၁၀ဦးကိုသာချောင်းဝင်းမြို့ထဲကိုဆက်ဖမ်းခေါ်သွားခဲ့ပြီးဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့စစ်ဆင်နေဆဲဖြစ်တယ်လို့အတမတော်ဝင်ရှိသူကပြောပါတယ်။ခင်မိုဂျီရွာဟာမြမလေးစစ်ကောင်မရှင်ကိန်းရဲ့ဗတ်ဆောင်ပူပေါင်းခေကြာအင်ဂျီတထောင်ဝန်းကျင်ရှိတဲ့ဂျီရွာဖြစ်ပြီးစစ်ကြောင်းဝင်ချင်းဒေသခံတွေတင်းဆောင်လဲရပြီးအော်တိုဘာ26ရက်ဒီမနက်ပိုင်းမှာတော့အနည်းစုတော့သာဂျွာကိုပြန်ဝင်နေကြတယ်လို့ဆိုပါတယ်။မီလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မီလက်တဲ့ရဲ့နေ့စဉ်သတင်းစီစဉ်ကို ။နေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှတင်ဆက်ပေးနေတာဖြစ်ပြီးမြန်လက်တန်ရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။